တယ်လာပိုင်းမှာဂျာသာရီသာသမီမိတ်ဆွေတွေအလုတ်တွင်းမှာဖီးယားများစွာကြုံရမယ်မိတ်ဆွေတို့အနေနဲ့အလုတ်မှာမပျော်ပိုက်ဖဲနဲ့လောက်ကိုင်းနေရပြီတော့မိတ်ဆွေတို့ရဲ့စိတ်မှာအလုတ်ပြောင်းရင်စိတ်တွေဖြစ်ပေါ်နေတတ်ပါတယ်ကျွန်တော်ရဲ့ကြာသာရိသားသမီးမိတ်ဆွေတို့အနေနဲ့ဒီဆယ်လပိုင်းမှာအမျိုးသမီးတို့ဤအကူအညီကြောင့်အလောက်ကိုင်းကောင်းနေလဲရရှိတတ်ပါတယ် စီးပွားရေးလုပ်ငန်းတွေထင်သလောက်ခရီးမပေါက်သလိုဖြစ်နေမယ်မိတ်ဆွေတို့အနေနဲ့လုပ်ငန်းတွေပတ်သက်ပြီးစိတ်နှခွာဖြစ်နေပြီးတော့ဒီဆယ်လပိုင်းမှာဟိုဟိုဒီဒီပြောင်းရွှေ့လောက်ကင်လို စိတ်တွေမိမိတို့ရဲ့စိတ်မှာဖြစ်ပေါ်နေတတ်ပါတယ်ကြာလာပရိသတ်သမီးမိတ်ဆွေတို့အနေနဲ့ဆယ်လပိုင်းမှာစီးပွားရေးနဲ့ပတ်သက်ပြီးတော့ဖြက်လန်းလိုက်လှုပ်ဆောင်တာမျိုးတွေစင်ကျင်တက်ပါတယ်။ မိษွေတို့အနေနဲ့ဆယ်လပိုင်းတလားဒါမှာငွေအသင့်အသင့်ဝင်းနေပေမဲ့လည်းပဲမိမိရဲ့ဝင်ငွေပေါ်မှာစိတ်တိုင်းမကျသလိုဖြစ်နေမယ်။မိษွေတို့အနေနဲ့အာမခံပေးထားသောငွေကြီးကိစ္စအတွက်တောကကြုံရတတ်ပါတယ်။မိမိတို့ပိုင်ဆိုင်သောတန်ဖိုးကြီးပစ္စည်းတွေဇက်တိုက်ဆိုသလိုထွက်သွားတတ်ပါတယ်။ စေတုနှုတ်ကြာဂျာလူဝင်ပြီးတော်၎င်းဂျာစကားများကြောင်းတော်၎င်းမိမိတို့စေတုနှုတ်ကရောက်ကဆဖြစ်နေတာမျိုး နားလည်မှုလွဲနေတာမျိုးလေးညုံရတတ်ပါတယ်။အိန်အောင်ရှင်များမိသားစုအတွင်မှမြေနေရာကိုအကြောင်းပြုရတော်၎င်းသို့မဟုတ် အမွေကိစ္စအတွက်ဇကားချေတင်ပြောဆိုရမယ်။ မိမိရဲ့ပန်းဝင်ခြင်းမှာဇာတိတာမကောင်းသောအမျိုးသမီးကြောင့်စိတ်နှောက်ယှက်ဖြစ်စရာကိစ္စတွေကြုံရမယ်။မိ쇠တို့အနေနဲ့ခရီးကောင်းသွားရကနေကြကမှမိမိတို့ရဲ့အိမ်ကိုဒုက္ခတွေအပူတွေနဲ့တူသောဧည့်သည်တွေရောက်လာသောကြောင့်မိမိတို့ရဲ့ခရီးစဉ်ရွှေ့လိုက်ရတာမျိုးမိမိတို့ရဲ့ခရီးစဉ်ပြတ်သွားတာမျိုးလေးတွေကြုံရတတ်ပါတယ်။ ကျွန်တော်ရဲ့ကြာသာရိသာသမီးမိတ်ဆွေတွေဒီဆယ်လပိုင်းမှာပညာရေးရည်မှန်းချက်တွေလွဲချော်နေမယ်မိမိရည်မှန်းထားတာကတမျိုး ဖြစ်လာတာကတခြားကြောင့်မိမိဝါသနာမပါသော ပညာရည်များကိုရွေးချယ်ရတတ်ပါတယ်ကျွန်တော်ရဲ့ကြာသာရေးသားသမီးမိတ်ဆွေတို့အနေနဲ့ဒီဆယ်လပိုင်းမှာကျမ်းမာရေးအနေနဲ့မျက်စိယောဂါအာယုံကျောယောဂါစီးချိုသွေးတို့ယောဂါအစာမကြေသောယောဂါဝေဒနာလေးတွေခံစားရတတ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဒီဆယ်လပိုင်းမှာခြေလေးချောင်းသားတွေကိုရှောင်ရှားတင်ပါတယ် အဲ့တော့ကျွန်တော်ရဲ့ဇာသာပရိသသမီးမိတ်ဆွေတို့အနေနဲ့ဒီဆယ်လပိုင်းတလားတာမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန် ရှိတော်သူတွေဆိုလို့ရှိရင်3ရက်10ရက်24ရက်နေတွေမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်ကံတရားရဲ့ထောက်ပံ့ကောင်းနေအကူအညီပေးမဲ့သူတွေနဲ့ဆောင်ရတာမျိုးတွေမိတ်ဆွေတို့လှုပ်ဆောင်တဲ့ကိစ္စလေးတွေမှာအဆအဆရာရာအဆင်ပြေစေမှုတွေရရှိစေမှာပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်ရဲ့ဂျာတာပရိသသမီးမိတ်ဆွေတို့အနေနဲ့ဒီဆယ်လပိုင်းတလတာမှာအရေးကြီးကိစ္စတွေကိုသွားရောက်ရန်ရှိသောသူတွေဆိုလို့ရှိရင်6ရက်7ရက်20ရက်နေတွေကိုရှောင်ရှားတင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဂျာတာရီသားသမီးမိတ်ဆွေတို့အနေနဲ့ဒီဆယ်လပိုင်းတလတာမှာအရေးကြီးကိစ္စတွေကိုသွားရောက်ရန်ရှိသောသူတွေဆိုလို့ရှိရင် မိဆွေတို့ရဲ့အတုံးဆောင်အဝိစာတွေမှာလိမ္မော်ရောင်ပန်းရောင်ငှက်ခါရောင်ပါတော့လက်ကီကာလာလေးတွေကိုရွေးချယ်ပြီးတော့ဝိစင်တင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဇာတာရီသာသမီမိဆွေတို့အနေနဲ့ထီဝါသနာပါတော့သူတွေထီကန်ဆန်းကျင်တယ်ဆိုလို့ရှိရင်မိဆွေတို့ရဲ့ထီနံပါတ်မှာကိုးအစလေးစုံပါတော့ထီနံပါတ်တွေကိုရွေးချယ်ပြီးတော့ကန်ဆန်းတင်ပါတယ် အဲ့တော့ကျွန်တော်ရဲ့ကြာသာပရိသသမီးမိษွေတွေအားလုံးဒီဆယ်လပိုင်းတလတာမှာငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အဆင်ပြေစေမှုတွေရရှိစေဖို့လက်လာပါတွေနဲ့ပတ်သက်ပြီးတော့ပွင့်လန်းစေဖို့ဆိုလို့ရှိရင်ကော်ဖီသို့မဟုတ်ကော်ဖီနဲ့ပြုလုပ်ထားသောအစားအသောက်တွေကိုလက်ဆောင်ပေးပြီးတော့ငွေကြေးကိစ္စတွေအဆင်ပြေစေဖို့စူးတောင်းပေးရမှာပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်ရဲ့ဇာတာပရိသသမီးမိတ်ဆွေတွေအားလုံးဒီဆယ်လပိုင်းတလတာမှာညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမကောင်းတတ်ကောင်းအောင်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့မွေးနေ့နဲ့နဲ့9နှစ်ခွဲရနေပြီးတော့9နှစ်ပြီးတွင်မှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုလက်ဖက်ထမင်း၅ဝယ်လှူဒန်းပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့ခက်ခဲဒုက္ခတွေကိုယုံယုံကြည်ကြည်လေးလေးနက်နက်နဲ့တိုင်တဲပြီးတော့စူးတောင်းပြီးတော့လှူဒန်းပေးရမှာပဲဖြစ်ပါ တယ်ကျွန်တော်ရဲ့ဂျာသာရီသာသမီမိတ်ဆွေတွေအားလုံးဒီဆယ်လပိုင်းတလတာမှာအဆိုးဟူသမျှဝေးလွင်ပါစေကံကောင်းခြင်းမင်္ဂလာပြပြနဲ့ပြည့်စုံပါစေငွေကြေးလလဝတွေနဲ့ပတ်သက်ပြီးတော့လည်းပဲရှာရဖွေရတာလွယ်ကူပါစေငွေကြေးတွေနဲ့ပတ်သက်ပြီးတော့လည်းပဲပေါများစွာဝင်ပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပို့သားရင် ဆယ်လပိုင်းတွင်ကြာသာရီသားသမီးမိတ်ဆွေတွေအားလုံးတွင်တလားစာဟောစရံဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲစုံတပ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်